ွဲနေရမလားခံစားရေးတဲ့ပေါက်ပဲဒီနန်းသားချိန်လာတဲ့အကောင်လုံးကအသက်ကွယ်တီလာစစ်ကိုကြတော့ပြောတယ်ဆိုတော့ညံလို့ပြောဒီကြရဲ့ drama ဆိုကနေထွက်ဖို့ခက်တဲ့အခြေအနေရှိတယ်အခါကျတော့ကိုကိုကို toxic ဖြစ်နေတာလေးမျိုးပေါ့နော်ကိုကဒီ drama စုပ်ထဲရောက်နေတယ်လည်းသိတယ်ကိုဒီကိစ္စချကိုကကိုစိတ်ရောကိုခန္ဓာကိုရောကိုအုံနောက်ရောကိုရဲ့နှလုံးသားရောအကုန်လုံး toxic တွေဖြစ်ပြီးအဆိတ်တည်နေတာသိသိတယ် ဒါပေမဲ့ရုံထွက်ဖို့ခက်တဲ့အချိန်တွေရှိရပါတော့။ဖြီကပါလဲဆိုရင် motion နဲ့ဖြစ်သွားတဲ့အချိန်ကြရင်သူကခံစားဖို့အချိန်လိုတာပေါ့နော်။ ဥပမာပြောမယ်ဆိုအသေးကွဲတာပေါ့အသေးကွဲတာနဲ့ဥပမာပြမယ်နော်အသေးကွဲတာပဲထားအသေးကွဲတဲ့ခါကျရင်ကြာပြီးလို့အသေးကွဲတာကိုအမှန်ကြည့်ပြီးတော့အာဘာလို့အသေးကွဲရလဲဒီကိစ္စဘာဖြစ်ရမှာလဲဒီဒရာမာယူဒီမှန်ကြည့်ပြီးတော့စာရေးပြီးတော့ဘာလို့အသေးကွဲတာလဲငါဘာအမားလောက်တာလဲအဲ့ဒါမဟုတ်ဘူးအဲ့ဒီဖြစ်ရှင်နေမဟုတ်ဘူးအသေးကွဲတယ်မလားအသေးကွဲခါကျဒီဘက်ဒီနှလုံးသားတအားနာနေရလေနော်နာနေတဲ့ခါကျတော့သူကခံစားဖို့အချိန်လိုတာ န်စားဖို့အချိန်လိုတော့အဲ့ခါကျရင်ဒရာမာဇုံမနဲ့သိတယ်ဒါပေမဲ့ကိုကအဲ့ဒရာမာကိုအပြည့်အဝခန်စားဖို့လိုတယ်အဲ့လက်တော့အချိန်ပေးရမှာကိုကိုဒရာမာကိုဖြည့်ရှင်းဖို့မဟုတ်ဘဲနဲ့အပြည့်အဝခန်စားရတာရှိတယ်အလူကနှမျိုးရှိရနော်တချို့လူမျိုးကြတော့အရန်စတော့ဖြစ်အောင်နေပြတာဟမ်ငုံမြအသေးလာခွဲတဲ့ဒီကောင်ကငါဒီလောက်ပြည့်စုံတာဒီ နောက်တစ်ယောက်လည်းငါရှာဖို့လွယ်တယ်ဒီရုပ်ထီရုံရည်နဲ့နောက်တစ်ယောက်လည်းငါရှာဖို့မခက်ဘူးဘာညာဆိုပြီးတော့ lower strong ဖြစ်ပြီးတော့ तू lower မခံစားဘူးခံစားနေရတာသူကသူ့ကို accept လို့မလုပ်တာကွာဒီလူအတွက်ငါခံစားနေရတယ်ဘာညာမာနတခွဲသားနဲ့ lower accept လုပ်တာအဲ့လိုလူတွေကပို့ပြီးတော့ခံပြင်းနေပို့ပြီးခံခံရခက်တယ်သူရဲ့သူရဲ့ trauma က ပြပြဝဝရီဟီးလေးမဖြစ်ဘူးကွာအဲ့လိုလူတွေကြတော့လေဘာလို့သူကသူ့ကိုယ်သူ honest မဖြစ်တာကိုမယိုးသားတာကိုသူ့ခံစားချက်သူမယိုးသားတာနောက်တစ်မျိုးကကြတော့ခံစားချက်ယိုးသားတယ်လူဒီအချိန်မှာဒီလိုခံစားခံစားလိုက်တယ်ငါအသေးကွက်တယ်အေးမနာချင်နေဒီလိုတော့တဲ့ကွယ်တယ်ဒီလိုတော့ငါဒီလိုပြေးဆက်ခဲ့ရဒီနောက်ဆုံးတော့ဒီလိုဖြစ်သွားတယ်ငိုချင်တယ်ငိုလိုက်ပေးငိုတယ်ဒီလိုကြတော့ငိုဘယ်လောက်ငိုမှာလဲတလောက်ငိုမှာလားတနေ့တနေ့ငိုမှာလား နှစ်လငုံပါလားသုံးလငုံပါလားလောကခံစားပလိုက်တာဒီလိုတွေကြတော့ဒီလိုတွေကကြတော့လေကောင်းတယ်သူတို့ကကြတော့ trauma trauma ကိုအချိန်ကြီးမထားဘူးသူတို့ကျ healing ဖြစ်သွားတာအဲ့ချိန်မှာဘာလို့ဆို emotion ကခံစားဖို့ဖြစ်တာကွာလူမကောင်းတဲ့ဟာမကောင်းကောင်းတဲ့ emotion မကောင်းတဲ့ emotion ဆိုတာမရှိဘူးကိုကတော့အကုတ်ခံယူခံယူတယ် inside out to ကိုကြည့်ဖို့တဲ့လူဆိုရင်သိမှာပဲ anxiety anxiety ကိုလည်းကောင်းတဲ့နေမကောင်းတဲ့ဟာလူတွေကသိတယ်ဒါပေမဲ့သူကောင်းတဲ့နေရာမှာတော့ရင်လေသူကကောင်းတဲ့ဟာဖြစ်လာမှာပဲ ဝမ်းနဲ့မှုဝမ်းနဲ့မှု set sadness ဝမ်းနဲ့မှုဝမ်းနဲ့မှုမကောင်းတဲ့ဟာလို့ပြောတယ်မကောင်းတဲ့ဟာမဟုတ်ဘူးခံစားချက် तू ကဒီတိုင်းခံစားချက်ပဲ तू လည်းလိုအပ်တယ် तू ကောင်းတဲ့ဟာရှိတယ် तू ကောင်းတဲ့နေရာမှာတော့မ inside out to ကိုကြည့်ဖူတယ်လို့ဆိုရင်သိမှာပဲနော်ကိုအရင်မရှိပြတော့အဲအဲအကောက်ကိုအဆက်ကောက်ကိုကြည့်ဖူတယ်လို့ဆိုရင်သိမှာပဲခံစားချက်တွေဆိုတော့အကုန်လိုအပ်တယ်ကွာအကုန်လိုအပ်တယ်ပျော်တာပဲဖြစ်ဖြစ်ဝမ်းနဲ့တာပဲဖြစ်ဖြစ် anxiety များတာပဲဖြစ်ဖြစ် ကို anxiety များတယ်ဆိုတော့လည်းကောင်းတာပဲလေ plan plan များတယ်သူမ plan A က plan A က sheep လောက plan A ကလောက fail ဖြစ်သွားတယ်ဆိုရင် plan B ရှိတယ် test ဖြစ်အောင်လုပ်မဲ့သူမနီလာရှိတယ် plan တွေအများကြီးရှိတယ် anxiety ကိုကောင်းတဲ့နေရာမှာသုံးရင်ဟုတ်တယ်မလားခုနလေလက်ကခေါင်းမာတယ်ခေါင်းမာတဲ့ဟာမကောင်းတဲ့မကောင်းတဲ့ဟာမကောင်းတဲ့ဟာဒါပေမဲ့ကောင်းတဲ့နေရာမှာသုံးမဲ့ဆိုရင်ခေါင်းမာတော့ဘာဖြစ်လဲသူ့ကိုရအောင်သူရှူတယ် သူ့ရဲ့ပန်းတိုင်ကူရအောင်တော့တယ်ဘသူဘာပြပြသူခေါင်းမှာအဲ့ဒီခေါင်းမှာလည်းအချစ်ကိုသူကောင်းတဲ့နေရာမှာတုပ်ပြီးတော့သူ့အတွက်သူ့ကိုသူ့ကိုသူ focus လုပ်ပြီးတော့သူလှုပ်ရှားတယ်ကောင်းတဲ့ဟာမကောင်းတဲ့ဟာဆိုတာမရှိဘူးသုံးတက်တဲ့လူကဟိုဟာဖြစ်တယ်ဟေး Taylor Swift ပြောပြမယ် Taylor Swift Taylor Swift ဆိုရင်အသက်ကွက်တယ်သူဒီတယောက်နဲ့ကြိုက်တယ်အသက်ကွက်တယ်ဟိုတယောက်နဲ့ကြိုက်တယ်အသက်ကွက်တယ် တိတ်ကွဲတာနော်လောကဒီက negative energy လို့ပါလို့ပြောတယ်မကောင်းတဲ့ဟာပဲ emotion မကောင်းတဲ့ဟာပဲဒါပေမဲ့ तू ဘာလုပ်လဲတိတ်ကွဲတဲ့ဟာတွေကို तू တချင်းရေးတယ်ပောက်တယ်နောက်တစ်ပုတ်ဘူးနဲ့ကွဲမှလဲ Let's go. Come on. ကြည့်ရတယ်ပောက်တယ်ရေးတယ်ပောက်တယ်အဲ့ဒါပဲမကောင်းတဲ့ဟာကောင်းတဲ့ဟာကိုတကယ်သိတဲ့လူပါလေဘလို့ positive ပြောင်းအောင်လဲဆိုတော့သူတို့သိရတယ်။သူတို့ရဲ့အရှုပ်ကိုဘလို့အောင်မြင်မှုနေနဲ့ပြောင်းမလဲဆိုတော့သိရကွာ။အဲ့တော့ ဟဲ့တေလာတေလာဆွေဖန်နော်လာပြီးတေလာတေလာဆွေဖန်နေလာပြီးတော့ဘာမှလာမပြောနဲ့တေလာဆွေဖန်နော်အဲရှေ့ကိအော့ဖ်နဲ့ကပ်ပြလိုက်မယ်အဲ့တော့စကားပြဆက်မှဆိုရင်ဒီတာဆွေးဆိုလဲကြည်အသက်ကွက်ရပါ냐ဆိုအာ negative 5နဲ့ကြည်နေဆိုရင် relationship နဲ့ပတ်သက်ပြီးတော့သူမှဘာ issue ရှိနေတာလဲမသိဘူးဒီတာစစ်ပဲမားနေရလားသူနဲ့တွေ့တဲ့ဘဲတွေကပဲတခုခုလားပေါ့နော်အဲ့ negative တွေ့မှဆိုရင်ဒါပေမဲ့ positive တွေ့မှဆိုရင်ဒီတာစစ်က welcome ပဲအကုန်လုံး welcome risk တွေသူအကုန်ယူလဲယူပြီးတော့ သူ့ရဲ့အောင်မြင်မှုကိုသူအဲ့ဒီမကောင်းတဲ့ဟာတွေအကုန်လုံးသူ positive အနေနဲ့ပြပြီးတော့အောင်မြင်မှုတွေကိုချက်ပလိုက်တယ်။အခုဆိုအကြည့်လေးကဘာ Taylor Swift မသိတဲ့လူမရှိဘူး။နော်အခု Taylor Swift ရဲ့ speech တွေဆိုလဲကြည့်လိုက်သူနော်သူမြဲဟိုဟာ ceremony လောက်ပေါ့ဖွဲယူတဲ့ဟာတွေမှာဆိုသူသူရဲ့ talking တွေသူရဲ့ speech တွေဆိုတော့ကိုအရန်ကြိုက်ပဲအရန် power ရှိတယ်သူလုပ်နေတဲ့ဟာငငယ်လေးနဲ့ငငယ်လေးနဲ့သူအဲ့လောက်ထိ mindset နဲ့အဲ့လို lifestyle နဲ့အဲ့လိုအောင်မြင်မှုနဲ့ဆိုတာတွေ့ရတဲ့ကိစ္စမဟုတ်ဘူးလေနော်ပြည်တွင်းမှာဆိုလဲအဲ့လိုပညာရှင်တွေမှာမဟုတ် business အကုန်လုံး influencer အကုန်လုံးအဲ့လိုတွေအများကြီးရှိတယ်ကွာမကောင်းတဲ့ဟာတွေလောကကောင်းတဲ့ဟာကိုပြောင်းတဲ့ဟာလေးရှိတယ်အဲ့တော့ကောင်းတဲ့ဟာမကောင်းတဲ့ဟာဆိုတာမရှိပါဘူးဒီတိုင်းမဲဒီတိုင်းမဲခံစားပြ emotion ဟာလေနော်သူရဲ့ခံစားသူကဒီချိန်မှာအသက်ကွက်လို့ဒီလိုခံစားနေရတာ also so absorb ဆိုတော့ နာကျင်နေရလေနော်နာကျင်နေဟာကိုအချိန်ပေးရမယ်။ Okay ဘယ်လောက်ခံစားမှာလဲပေါ့။ဒီလူတယောက်အတွက်ဒီလူနဲ့တကယ်ချစ်ခဲ့တာဟုတ်နော်တကယ်ချစ်ခဲ့ပြီးတော့ဒီလူနဲ့လည်းအတွေ့အမတ်တရားတွေအများကြီးဖြတ်တန်းခဲ့မှာပဲ။ဖြတ်တန်းခဲ့တာကဲကဲရှင်အသိဆုံးပဲကွာ။တွားပြီးတော့ဒီကောင်မိသားလိုက်ပါ냐လဲမဟုတ်ဘူး။ကိုကိုလည်းအရန် stop ဖြစ်နေစရာမလိုဘူးတက်ကွက်နေတယ်ဆိုရင်ပမောက်ဆိုပါလို့ရမလဲဆိုရင်ခံစားပြစ်လိုက်လောကခံစားပြစ်ဒီလိုချစ်တယ်ဟုတ်တယ်ဒီလိုဒီလိုနဲ့ကဒီလို happy ending မဟုတ်ခဲ့ဘူး okay အဲ့တော့လက်ခံဖို့ပထမဆုံးအချိန်ကလက်ခံဖို့ခံပါလေဒီအသက်ကွဲတာကိုပဲပြောတာမဟုတ်ဘူးအသက်ကွဲတယ်ဆိုတာယောက်ျားမိန်းမလမ်းခွန်လိုက်လို့အသက်ကွဲတာပဲမဟုတ်ဘူးเนาะဒီတငယ်ချင်းကကိုအရန်ချစ်တဲ့ best friend ကလည်းကိုနဲ့စကားမပြောတော့ဘူးကိုနဲ့ဟိုကမဖြစ်တော့အရင်လိုမဖြစ်တော့ဘူးဆိုတော့အဲ့ဒါလည်းအသက်ကွဲတာပဲ ကိုရဲ့မိဘကလည်းကို့အရေးလုံးမဆက်ဆံတော့ဘူးစကားပြောလို့မကောင်းတော့ဘူးဆိုတော့အသက်ကွက်တာပဲကို့မောင်နှမတွေကသူ့ရဲ့ partner တွေကိုပဲသူအရင် focus လုပ်လို့တယ်ဝီတာရေးဖြစ်တဲ့စကားကိုအရင်ကြီးနောက်မထောက်ပေးကြတော့ဘူးကို့စကားကိုအရင်ကြီးအိုနေရမပေးတော့ဘူးဆိုတော့လေအဲ့ဒါလည်းအသက်ကွဲတာပဲအသက်ကွဲတာရောက်ကြမိမ့်မားလို့ relationship ကိုအသက်ကွဲတာမဟုတ်ဘူးအသက်ကွဲတာတွေကအားလုံးအသက်ကွဲတာပဲเนาะဘာဖြစ်လို့ဇတိနာကနာကျင်အောင်အကြောင်း ဒီ post အမှာ link လက်ကတခါမှရေးစာမထားမနဲ့အသက်ကွက်တဲ့အကြောင်းတွေပြောနေလည်းမပြောနဲ့ကိုကအများဆုံးနာကျင်ခဲ့တာလူတွေရဲ့လူတွေကြောက်အများကြီးနာကျင်ခဲ့တာမို့လို့အသက်ကွက်တဲ့ခံစားချက်ကိုသိရယ်နော်ဘာမှ believe ဘူးမကြိုးစားနဲ့အဲ့တော့အသက်ကွက်တယ်မလားအသက်ကွက်တဲ့ခါကျရင်ခံစားပလိုက်โอ้ทีดูဟုတ်တယ်ဒီလူကိုချစ်တယ်ချစ်တာမန်တာပဲလीเนาะသူ့ရဲ့ချစ်တာလေးကိုခံစားခဲ့ရအောင်ပါပဲ ကိုကလည်းဒီလိုချစ်ခဲ့တာကိုအသိဆုံးပဲအဲတော့သူနဲ့ကိုနဲ့အမတ်တရားတွေလည်းအများကြီးရှိတာကိုသိတယ်အဲ့အတွက်ခံစားမယ်ခံစားပလိုက်ဘောတလလားနလလားတနေ့လားနေ့လားခံစားပလိုက်အဲ့အချိန်ကကုစားသွားနိုင်မယ်ပြီးတော့အချိန်ကလေသူကကိုကအဲ့ဟောက်လုံနေရမလား walking လုံနေတဲ့အချိန်မှာနှလုံးသားထွက်လုံနေတဲ့အချိန်မှာအုံနောက်ကအချိန်ကတဖြည်းဖြည်းကုစားသွားတယ်မှာအုံနောက်အလုပ်လုပ်လာတယ် တခုခုနှလုံးသားနာချိန်တဲ့ချိန်မှလေအုံနာဝအရင်အလုံးမလုပ်ဘူးနှလုံးသားအရင်အလုံးလုပ်တော့ကွာလောလောအရန်အလုံးလုပ်တော့အရန်လုံးလုပ်တော့ဆိုတော့အရန်နားလည်ပြီးတဲ့တစ်ဖက်လူကိုကိုမကောင်းတာလုပ်သွားလဲအရန်နားလည်ပြီးတဲ့တစ်ဖက်လူအာဒီလူဖြစ်သွားလို့နေပါဗာဒီအဲ့တော့ကသူကဒီလူရှိလို့နေပါဗာအရန်နားလည်ပြီးတာတော့ကမြင့်တရှိမှလေမြင့်မြင့်တရှိကိုကိုကြီးအဲ့ချိန်ကနော်တော့ကနားလည်ပြီးပါဆိုတော့ဒီဟာအလုံးမလုပ်သေးဘူးဒီနားပဲလုံးလုံးနေတာဒီဟာပဲအလုံးလုံးနေတာဆိုတော့အဲ့တော့ ောကျုပ်စုအပ်စော तू အတွက်အချိန်ပေးရမယ် तू ခံစားမလားခံစားပလိုက် तू ငိုကြွေးမလားငိုကြွေးပလိုက် तू အတွက်ဘာလဲယူမလားယူပလိုက်တောက်ချီလာတောက်ပလိုက်အဲ तू လုတ်ချင်တာလုတ်ပလိုက်ကွာအဲ့ချိန်မှာဒါပေမဲ့အချိန်တော့ပေးရမယ်ဘာလို့အချိန်မပေးတော့ရင်လူတွေက used to ဖြစ်သွားရောဥပမာကိုကအာအရက်ကြီးပဲတောက်တော့ပဲဖြစ်ဖြစ်ဟိုဘာလဲကလာတက်တော့ပဲဖြစ်ဖြစ်အဲ့လိုပဲကိုအရင်စိတ်တွေအရင်မောချက်လာလို့အဲ့လိုလုတ်တော့ခေလုတ်လို့ရတယ် လုံးလုံးမရတာမဟုတ်လုံးလုံးရတယ်ဒါပေမဲ့အချိန်တစ်ခုပေးကိုကဘလောက်ထိလုံးမလား6လလား3လလားလုံးမလားလုံးလုံးအပြည့်ဝလုံးလုံးပြီးသွားပြီးပြီးသွားပြီဆိုတာနဲ့အအချိန်ကစားပြီးအချိန်ကကုစားတယ်ဆိုတာမှန်တယ်နော်အဲ့စကားအချိန်ကစားရင်သူ့ရဲ့ခံစားချက်ကတဖြည်းဖြည်းဒေါင်းဖြစ်လာပြီးတော့အဲ့နေရအလုံးလုံးလာတယ်အုံနာအလုံးလုံးလာတယ်ကွာအုံနာကအလုံးလုံးလာတဲ့အချိန်ကျရင်နှလုံးသားနဲ့အုံနာနဲ့ချိတ်ပြီးတော့အဲ့မှာပြတ်စတော့ပြန်ပြီးတော့ run တော့အဲ့မှာပြတ်စတော့ခေး သူကအဲ့တော့ကမဟုတ်ဘူးဒီလိုပြောရဲဆိုတော့သူ့မှာဒီလို mindset ရှိနေလို့ငါဒီလို mindset ရှိနေတာအဲ့တော့သူနဲ့ငါနဲ့မကိုက်ဘူးဟုတ်တယ်ဒီတစ်ချက်က last card တော့လည်းကိုက်မှလည်းမဟုတ်ဘူးဘာလို့လဲဆိုဒီလိုကိစ္စကဒီတစ်ခါလည်းဖြစ်နေမှာခဏခဏဖြစ်တာဒီလူကဘယ်တော့မှပြောင်းလဲမှလည်းမဟုတ်ဘူးငါကလည်းငါအတွက်ဘယ်တော့မှပြောင်းလဲမှမဟုတ်ဘူးသူနဲ့လမ်းခွဲတော့တယ်ဆိုတော့လည်းသူနဲ့သဘောထားမတိုက်ဆိုင်နေဆိုတော့လည်းမတို့ mindset ချင်းမတူလို့မတို့ thinking ချင်းမတူလို့ okay အဲ့ချိန်မှာအုံနာနားလဲပြီဆိုရင်လုံလုံလို့ရပြီစလုံလို့ရပြီအုံနာနဲ့နှလုံးသားနဲ့ပါပြီးတော့ဒီချိန်မှာပါဖြစ်တာဖာလုတ်တာအာဖာဖာဖြစ်လို့ဒီကိစ္စဖြစ်သွားတာအဲ့ခါကျရင် trauma ကအကြိုက်မရှိတော့ဘူးကွာ healing ဖြစ်သွားတယ် ဖြစ်ဖြစ်နဲ့ဟီလီဖြစ်သွားအဲ့အတွက်ကိုက focus ထားပြီးတော့စဉ်းစားနေတာကိုစဉ်းစားပြီးတော့အဲ့အတွက်ဖာလို့ရမှာလဲ walking လုပ်နေရအောင်ဆန်းနပတ်သက်ပြီးတော့ကိုကတခုလုပ်နေရမှာတခုခုလုပ်နေလိမ့်မယ်အဲ့ဒါကောင်းဖို့အတွက်အဲ့တော့နောက်တစ်ယောက်နဲ့တွေ့တဲ့ခါကျရင်အဲ့လိုအမမျိုးမလုပ်တော့ဘူးအဲ့ဆိုကိုက analyze လုပ်ပြီးသွားရေကွာအဲ့ဒါကို realize ဖြစ်သွားရေငါအဲ့တကွာအဲ့ဒါအဲ့လိုမျိုးလုပ်ခဲ့တယ်အဲ့ဒါကငါအခုနားလဲသွားပြီဒီတယောက်ကျတော့ငါဘလို့လုပ်ရမှာလဲဒီတယောက်ရဲ့ thinking ဒီတယောက်ရဲ့ mindset ဒီတယောက်ကငါ့ဘောဆက်ဆံတာဘလို့အဲ့တော့ငါတို့လွယ်လေးရှေ့ရှေ့ကဘလို့သွားရမှာလဲဆိုတော့ တိသွားပြီကွာအင်နာချိန်နေတဲ့နှလုံးသားအတွက်ကိုလည်းအချိန်ပေးအချိန်ကိုပြပြဝဝပေးနော်ပြီးတော့အောင်နောက်ကလည်းသူ့အလုပ်တိုင်းပဲသူလုပ်မှာပဲ။မာနီဥကိုဥကိုဂျမီကိုအဖူကိုဖဲဦးမြော်ဆောင်းရေပါရော။